ယောဂီတွေအမိပရိသန်တွေဝင်းနမမရောက်ခင်အဲ့ဒီကလလရေကြီးဆိုတာတဏာနေမဲ့အိမ်ဟုတ်ပြီနော်ယောဂီတို့ကအိမ်မဆောက်ဘူးလားကိုနေတဲ့အိမ်သူများ နေသလားကိုနေတာလားကိုနေရင်လို့ကိုဆောက်တာကိုဆောက်တဲ့အိမ်မှာကိုနေတာအိမ်ကလူလားအိမ်ဆောက်တဲ့ပုဂ္ဂိုလ်လားအိမ်ဆောက်တဲ့ပုဂ္ဂိုလ်ရောအိမ်လားအခုလဲဒီလိုပဲအဲ့ဒါကိုခွဲမှာဒီခန္ဓာဟာပုဂ္ဂိုလ်တ attva မဟုတ်ကြောင်းတဏာပြုတဲ့ကံနေထဲတဲ့ဝိပါကဝတ်တွေထဲမဲ့ ခန္ဓာဘီရိုကြီးတာဖြစ်ကြောင်းထိုခန္ဓာအိမ်ကြီးသည်ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘဲနဲ့တဏှာအဆောက်တဲ့အိမ်တဏှာနေမဲ့အကြောင်းဒီအိမ်ကိုဖန်တီးတာလဲငါမဟုတ်သူမဟုတ်တဏှာသာလင် ဖြစ်ကြောင်းကိုဦးစင်းကအကြောင်းအကျိုးလျော်ညီစွာဥပမာနဲ့ပေးပြောနေတာသဘောပေါက်ရဲ့လားဟိုဘက်မရောက်ခင်ဒီဘက်မှာစူးစောင်းနေတာဒီဘက်ကတော့အမေနဲ့အဖေကတော့သေးကြတယ်အမေနဲ့အဖေတက်တဲ့ကောစိတ်စစ်တေးတေးထဲပေးလိုက်လို့လားမထည့်ဘူးအဲ့တော့အကြောင်းပါလေဆိုတဲ့နောက်တစ်ကြောင်းကိုရှာတာအဲ့ဒါသမုဒိယသစ္စာလို့ခေါ်တယ်ဟုတ်ပြီလား ဟေတုပစ္စယောစိတ်ကလေးသည်လောဘဒေါသမောအာလောဘအာရဒအမောအရိသောအဟိတ်၆မျိုးကြောင့်ဘဝတ္တိကိုရပါတယ်တဲ့အာရမဏပစ္စယောအရိစိတ်ကလေးသည်ဈင်းတဏ္ဏရတာဒီဟုသောအာယုန်နဲ့ကင်းပြီးတော့နေလို့ရလားအရိအာယံပေါ်မှာအိဋ္ဌာယတလိုခြင်း လောဘမလိုခြင်းဒေါသတွေမောဟစိတ်ဒီအာယုန်နဲ့ဟောကင်းသလားအရိအာယုန်နာမရှိလောဘဒေါသမောဟလုလို့ရလားအဲ့တော့လောဘဒေါသမောဟလုလို့ရတော့နောက်ဘဝတကယ်လေးဆံပိတ်တာနဲ့တကွာလူနာပြမာတိဟူသောဘဝတိခန္ဓာအင်းကိုရတာဒီအာယုန်နဲ့ကင်းလို့ရပါမလား အရာအာရမဏပစ္စယောဟေတုပစ္စယောဟိတ်ကြောက်ပါလေဘဝတိကိုဖန်တီးတဲ့ပစ္စယောအထောက်ပံ့ပါပဲအာရမဏပစ္စယောဘဝတိကိုရစီတာကောင်းတဲ့ဘဝမကောင်းတဲ့ဘဝကိုရစီတာကလည်းအာယုံကြောင့်လည်းပါပါတယ်ဟောဒီခန္ဓာကြီးရဖို့တဲမှာပြစ္ဆုတ်ပံဘဝကြီးတိဆောင်းမဲ့ထဲမှာအတိတ်ဘဝတုန်းကစိတ်ကလေးတစ်လုံးဒီလောဘဒေါသမောဟအာလောဘအာဒေါသမောဟမပါဘူးလားအဲ့လောဘဒေါသအာလောဘအာဒေါသမောဟဒီအာယုံနဲ့ကင်းငယ်လားအာယုံပစ္စည်းကလည်းထောက်ပံ့လို့ဟာရိခန္ဓာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီအာယုံမောမှာ အဓိပတိပစ္စယောတဲ့ဟောဓမ္မင်းစားလိုက်တယ်ဓမ္မင်းစားကြွကြပါခမရဆိုငပိရေတို့စရာရေဟင်းညူရေကြက်သားရေတွေ့တော့ဘာကိုအရင်စိတ်ကညွတ်မလဲကြက်သားကိုအရင်ညွတ်တာဗောဘာဖြစ်လို့လဲအဓိပတိဟုတ်ပြီလားအာရမဏအဓိပတိဒုက္ခအာယုံကိုပူကြီးပွားစေတယ်အသက်60ပရေတို့နဲ့သွားကြိုးနေတဲ့အဖွားတွေသူ့မိလေးဆက်ချောင်းနေမှာနဲ့တွေ့လာရင်ဘုဒ္ဓကိုကြည့်အင်းဟုတ်တယ်လေဒါဓမ္မတာပဲချောလာပါတယ်ဆိုတော့လူမင်းသမီးနဲ့နော်ခွေးမလေးကိုခွေးရီးရဘာကိုကြည့်မလဲ အဲ့တော့လူမကခွေးလောက်မချောလို့လားသူ့အာယုံနဲ့သူနော်အာရမဏအဓိပတိကိုပြောတာအဲ့တော့စိတ်ကလေးတစ်လုံးကဥစည်းရဥစည်းရမှာလောဘဒေါသမောအာလောဘအာဒေါသမောဖြစ်မလာဘူးလားအဲ့လိုကြည်တာနော်တိရိစ္ဆာန်ဖြစ်ဖြစ်လူဖြစ်ဖြစ်ဗာဖြစ်ဖြစ်စိတ်ကလေးတစ်လုံးရှိတယ်အဲ့ဒီစိတ်ဒီအာယုံကိုမှီတယ်မှီတဲ့အာယုံရဲ့အကောင်းဆုံးအာယုံကိုသူညွတ်တယ်ဟုတ်ပြီနော်ညွတ်ပြီးထိုအာယုံရယူလို့မှုအလုံးမလုပ်ဘူးလားလုံးတော့ကံအလုံးလုံးတယ်တဲ့အလုံးလုံးရင်ဗာရမယ်ပတ်စံရမယ်ပတ်စံရတော့ဘယ်တဲ့ထဲလာလဲအဲ့တဲ့ထဲလာ ဥပမာတွေတော့လှည့်ပေးရမှာနော်ဒီဘက်ကိုဘဝရဖို့ဟာနော်ယောဂီတို့အရာနားလည်မှဝူစည်းကိစ္စတွေပြုတ်တာအဲ့တော့ဒီစိတ်ကလေးတစ်လုံးဟာပူပြီးလွန်ခဲ့တဲ့အာယုံကိုမိပြီးတော့အဓိပတိအာယုံသန္တာဓိပတိဒီဝသားစားရင်ကောင်းမယ်ဆိုတဲ့သန္တာစိတ်ဓာတ်ဓိပတိစားဖို့စားမယ်ဆိုတဲ့စိတ်ဓာတ်ဓိပတိဝရိယဓိပတိစားဖို့နှလုံးမသိဘူးလားအဲ့အဓိပတိ၃ပါးအဓိပတိရောမပါဘူးလားအေတုပစ္စယော အာရမဏပစ္စယောအဓိပတိပစ္စယောတဲ့အဲ့ဒီအဓိပတိစေတနာကလည်းပစ္စယောဘဝတည်ရဖို့ထောက်ပံ့ပါသည်ဟုတ်ပြီလား ဟေရုပိစယအာရအဓိပတိပိစယအာနန္ဒရပိစယသမန္ဒရပိစယတဲ့ဒီကပစ္စည်းတစ်ခုနော်ဒါပစ္စည်းတစ်ခုဒီမှာရှိတယ်ဒါအုတ်ခဲဆိုတော့ကိုဘက်ကပေးတထောင်းမှာလူ200လက်ဆင့်ခံပြီးတော့တဲပြီဆိုတော့ဒီကအုတ်တလုံးကိုယူတော့ယူပြီးဒီဘက်ကလူကိုပေးတော့ဒီဘက်ကလူကမယူဘူးလားယူတော့ဒီဘက်ကလူကလွတ်တယ်ဒီဘက်ကလောက်ကယူတယ်ဒီလက်ရှိသေးလားရှိပါဘူးဒါပေမဲ့ဒီလူကဟောထားတာလို့ပြတ်ထဲမှာနောက်လူမပေးဘူးလားနောက်လူပေးတော့နောက်လူကပေးယူမလုပ်ဘူးလားလက်တီတာပြုတ်ပြုတ်သွားတဲ့ ဒီကယူပေးတဲ့ပစ္စည်းကပျောက်သွားသလားအစင်လိုက်ပါသွားလားအေးအဲ့ဒီတော့သဘောမျိုးယောဂီတို့စိတ်ကလေးတစ်လုံးကမျက်စိနဲ့အစင်နဲ့တိုက်လို့လောဘစေတနာယကိုဒုက္ခအာရုံကိုလိုချင်လို့ကာယဝစီမနှောနဲ့အလုတ်လုပ်ရင်ဘာရဝိပဿနာရမယ်အဲ့ဒါကိုနောက်ဥပမာထားပြရုံးမယ်ဒီဥပမာမပြီးသေးဘူး။နက်တော့နည်းနည်းတယ်နော်။အဲ့ဒါကိုယောဂီတို့နားလည်အောင်ကြိုးစားမောင်လှကအလုတ်လုတ်တယ်တဲ့လက်သမားဆရာ။လက်သမားဆရာအလုတ်လုတ်တာကလောလောဆယ်လုတ်နေတာဇပွဲတစ်လုံးကို9000နဲ့အလုတ်လုတ်နေတယ်။ မပြီးသေးဘူးနောက်တစ်ယောက်ကဆရာလာရေကျွန်တော်ဗီဒီယိုတစ်လုံးလှပေးပါဆို2000ဆို1500ယူပြီးတော့အိတ်ထဲထည့်ထားတယ်သူစပွဲလို့တာပြီးပြီလားမပြီးသေးဘူးအဲမပြီးသေးဘူးနောက်အလို့အစ်အတွက်သူလက်မခံထားဘူးလားလက်ခံတယ်နောက်တစ်ယောက်ကဂရင်တစ်လုံး2000နဲ့ကိုလာရေလှပေးပါဆိုပေးပြ9000ဆိုယူထားပြန်တယ်ဘယ်နေ့လာယူပေါ့လက်ရှိစပွဲကပြီးပြီလားအပီးသေးဦးလို့တော့နောက်တစ်ယောက်ကကြောင်ရင်တစ်လုံး9000နဲ့လောက်တယ်ပေးပါ1000စီယံဆိုပြီးတော့ဘယ်နေ့လာယူဆိုပြီးလောက်တယ်စပွဲရပြီးပြီလားပြီးပြီပါအဲ့လိုပဲတဲ့မိမိ ပတ်စံလူချင်းထိုပတ်စံနဲ့တန်နဲ့ဘီရိုကြောင်းရင်စပွဲကလေးတိုင်းမလုပ်ပေးရဘူးလားအဲ့ဒီလုပ်ပေးပါမယ်ဆိုတော့ဘာလုပ်ထားလဲစင်ရန်ယူမထားဘူးလားစင်ရန်ယူပြီးတော့တွေ့တဲ့ထဲတာအခုလည်းဒီလိုပဲတဲ့စိတ်ကလေးတစ်လုံးကအာယုံနဲ့ဆက်ဆံမိပြီဆိုရင်လောဘနဲ့ကံအလုံးမလုပ်ဘူးလားဒေါသနဲ့မောဟနဲ့အာလောဘအာဒသအမောဟကာယကံဝစီကံမနောကံနဲ့စိတ်ကလေးအလုံးမလုပ်ဘူးလားအလုံးလို့ရင်ဘာရဇယံရတယ်ဆိုလိုတာကတော့လက်ရှိ အစင်းနဲ့တိုက်ပြီးတော့ဝတ်သားစားခြင်းနဲ့ဆိုတော့ဝတ်သားစားခြင်းတော့ဝတ်သားစားဖို့အတွက်ဇွန်းကြိုင်ပြီးတော့ဝတ်သားရှိ လောဘနဲ့မသွားဘူးလားအဲ့ဒါကာယကံအဲ့လိုကံလို့လို့ရှိရင် ထိုကံနဲ့တူတဲ့ဝိဘက်ကဘာရမလဲခုနတုန်းကပတ်စံလိုခြင်းရင် သူနဲ့တန်နဲ့ဘီရုံမဆောက်ပေးရဘူးလားမဆောက်ပေးခြင်းမယူနဲ့ပေါ့လောလောဆယ်သူရှိရ9000နဲ့ကိုထမင်းစားမယ်လေလောလောဆယ်ခုံလောက်တာလဲသူစားမယ်နောက်ထပ်လာတဲ့စီရန်9000လဲသူစားနေမှာပဲဒီရတဲ့ပတ်စံနဲ့သူစားမယ်တောင်းမယ်မူးမယ်ယူမယ်မလုပ်ဘူးလားနောက်မှဘီရုံလုပ်ပေးမှာ အခုလောလောဆယ်ဇပွဲနဲ့တူတဲ့ဒီဘဝခန္ဓာကြီးလုံနေတုံးဒီခန္ဓာကြီးကမသေးတုံး နောက်တဘဝသစ်ခန္ဓာအတွက်အလုံးမလုံဘူးလားလောဘနဲ့အလုံးလို့ရင် လောဘအယဝသာစားခြင်းနဲ့ဒုက္ခဝေနာခံစားပြီးရင်အယောစားပါပေးရမယ် ဝက်ခန္ဓာမစားဘူးမိမမစားရင်ယောက်ျားအကြည့်ပြူသေးတယ်ဝက်မစားရင်မျက်နှာကိုငယ်နော်ဝက်များစားပြီဆိုသခင်ကသဘောကျမနေဘူးလားအဲအာစီတွေကြွရစားကြယောက်ျားတက္ကမဘာဖြစ်ဖြစ်ဝက်ဝါအသာထိုးဖို့ပဲနောက်ဆုံးဘာဖြစ်လဲဓာတ်နဲ့ထိုးတာသေရောတစ်သလုံးကောင်းစားသမျှနောက်ဆုံးလှန်နဲ့ထိုးခံရသေးတာအဲ့ဒါဘာလို့အောင်းခွင့်နေလဲ တသက်လုံးဇိန်ခတ်ပြီးတော့စားပြီးတော့ဒါနာလေးပြုသီလိုက်ပြုကျောင်းနေဆောက်လှူတယ်သူမြချင်းတကောင်သွားတတ်တော့ဘာဆိုမသေးဘူးလားရှင်သတ်တာလည်းအသက်တစ်ချောင်းပဲစင်သတ်တာလည်းအသက်တစ်ချောင်းပဲငါလှူထားတယ်ဆိုပြီးနဲ့တကောင်သတ်ထားတာထက်တွေ့လားမတွေ့ဘူးအားမထာအဲ့ဒီကံနေနောက်ဆုံးဘုံဒီဘုံနေနောက်ဆုံးဟောမှာအဲ့တော့ပြိစုတ်ပံနဲ့အနန္တရပြည့်စောတမန္တရပြည့်စောဆိုတာမျက်စိတမိတ်လျက်တပြက်မှာစိတ်ကဂရေတသိန်းဟာဒီလျက်စိကအကျဉ်60အကျဉ်60ဖြစ်လိုက်ပြက်လိုက်နေစနေတော့မြဲတွေထိမိမနေဘူးလား အခုစိတ်ကလည်းဂရေတသိန်းဆိုတော့သူ့တဲ့ပုံမြဲလေလို့မထင်နေဘူးလားတကယ်တမ်းကျတော့မမြဲဘူးတဲ့ဂရေတသိန်းနဲ့ဖြစ်ချုပ်တဲ့အဲ့ဒီဂရေတသိန်းဖြစ်လာတဲ့စိတ်ဒီအစင်းအာယုံဘဝလောဘနဲ့ဝတ္တာစားခြင်းနဲ့လောဘစေတနာနဲ့ကာယကံဝစီကံမနောကံနဲ့ဒုက္ခဝေဒနာမှာတဏ္ဍကပြီးမခံစားဘူးလားခံစားတဲ့တဏ္ဍအလုံးမလုံးဘူးလားလုံပြီးရင်ဒုက္ခဝေဒနာနဲ့ဝတ္တာရတာတစ္ဆကံခံစားရရင်ပိဋ္ဌာခန္ဓာနဲ့ဂရေ၄000အယောစာခန္ဓာဆောက်ပြီးရမယ်စဉံအခုယူတာကို အဲ့ဒါကဂရေတသိန်းမှာဂရေတသိန်းဆိုတာကတချင်းကြီးတပုတ်မှာစီးနေဝါ16ချက်ဝင်တယ်အချက်20ဝင်တယ်အဲ့လိုရှိတယ်ဗောအခုလေဂရေတသိန်းမှာစိတ်က18ချက်တစည်း18ချက်တစည်းနဲ့တစ်ဆက်ကမှာဂရေတသိန်းဖြစ်သွားတာ18ချက်ဂရေတသိန်းမဟုတ်ဘူး ဖြစ်တည်ပြက်ကလေးတသိမ်းမှာစီးနဲ့ဝါနဲ့အချိုးကြအဒီတာဝင်ဝင်ကဇရနာဝင်ငူပိစာပြစတာရာဝင်စံတမရိဆိုင်တဏိရနာဝုတ်ထောဇောခုနှစ်ကြိမ်နဲ့တရာဝနှစ်ကြိမ်အဲ့လိုအပြင်တစည်းတစည်းနဲ့နောက်တစ်ခါကျတော့အဒီတာဝင်အဲ့လိုသွားတာအဲ့လိုစီးနဲ့ဝါနဲ့သွားတာ16ကြက်အဲ့ဒီမှာအဟောတိကံစိတ်အဒီတာဝင်ဝင်ကဇရနာဝင်ကုပိစာပြစ္ဆာတာဝရတာမရိဆိုင်တန်ဒီရဏဝုတ်ထောအာရိဟာကတလုံးတလုံးမှာစေတနာတွေမပါဘူးလားစေတနာဆိုတော့စိတ်ဆော်တာ မလုံလုံပြအောင်မစားစားပြအောင်မတတ်တတ်ပြအောင်ကုသိုလ်ကောင်းမှုမလုံလုံပြအောင်အကုသိုလ်မလုံလုံပြအောင်အောင်မြင်အောင်တိုက်တွန်းနှိုးဆော်တတ်တဲ့စေတနာလေးမပါဘူးလားအဲ့ဒီစေတနာဟာခုနတော့ဇောခန္ဓာချင်းကြတော့သူကပ်ပြီရှေ့ကစေတသိက်ဒီမှာမကပ်ဘူးဇောခန္ဓာချင်းကြတော့မှဒုက္ခရဲ့အရာသာကိုမမင်ရှက်ရှက်ကြာကြာနာနာအာဘရယအရှိန်အဟုန်နဲ့တဏှာကုမလာဘူးလားအဲ့ဒါခုနှစ်လုံးဂရီတသိမ်းမှာဆိုလို့ရှိရင်ဂရီ9000ရှိအဲ့ဒီမှာရှေ့ကအဟိုက်စိတ်ဒီဖယ်လိုက်ရင်ဇောထိုက်တာဘယ်နှလုံးလဲ ခေါနှလုံးခေါနှလုံးမှာရှည်တုံးကစေတနာနဲ့ပြုတဲ့ကံကချက်ချင်းသွားအခုယူပြီးအခုဆောက်ပြန်အခုဦးစင်းဟိုနာဘော်ဒီုံသွားတယ်ပေါ့ကာကြီးကဘော်ဒီလုံးနေတယ်လုံးနေနောက်တစ်ယောက်ကဆိုင်ကလာအပ်တယ်အဲ့ဒါလေးကနော်တဏှာကြီးတော့လောက်အောင်လောက်ပြီးတော့9000စုယူထားတယ်ပြီးတော့မှဘော်ဒီကြီးပြန်လုံးချက်ချင်းအကျိုးပေးတာရောမရှိဘူးလားဒီဘော်ဒီလုံးနေတဲ့ကာသမဆေးရ15ရဲ့လောက်မှပြီးမှပတ်ဆံရမှာ။တိုင်ကေသမလောလောဆယ်2000ရမယ်ဆိုလောလောဆယ်စားဖို့အတွက်2000ပြီးမလို့ဘူးလား။အဲ့ဒါလည်းအလုပ်ပဲဒါရင်းသူကချက်ချင်းချိုးပေးတယ်။ဟုတ်ပြီနော်။ တချို့ကြတော့သွားတော့လဲနောက်နေ့မှယူပါကွာဆိုချက်ချင်းအကျိုးရလားအခုလေတဲ့အလုံးလုံးတဲ့အလုတ်ကခုနှစ်လုံးလုံးတာတဲ့အဲ့ဒီခုနှစ်လုံးမှာရှေ့ဆုံးလုံးတဲ့အလုံးကဒိဋ္ဌာဓမ္မဝေဒနိယချက်ချင်းယူပြီးတော့ချက်ချင်းပြန်ဆောက်ပေးရတာချက်ချင်းကံပြုတဲ့ချက်ချင်းအယောစားအိမ်ဆောက်ရမဆောက်ဖြစ်ဘူးဆိုရင်အဲ့ဒါအဟောတိကံလကားဖြစ်သွားတယ်ပျောက်သွားတယ်ခုနှစ်ချက်ကနောက်ဆုံးတစ်ချက်ကဒီဘဝမှာပြုတဲ့ကံဒီအယောအစား ဒီဘဝသေပြီးနောက်ဘဝမှာသွားပြီးခန္ဓာအိမ်ဆောက်ပေးရမယ်။ဆရာကတော့အခုယူတယ်ဆောက်တာတော့အခုမဆောက်ပေးရဘူးနောက်ဘဝဆောက်ရမယ်။မူလကားကြီးရတာမပြီးသေးဘူးချက်ချင်းဆိုင်ကပြင်းနေဟာရှိရှိမရှိလို့ရှင်နော်တရက်နှစ်ရက်လောက်ကားက15ရက်နဲ့ဆက်ကြမယ်ဆိုမနေ့ဖန်လောက်ပြီးမဲ့အလုပ်လေးလက်ခံမလိုက်ဘူးလားလက်ခံတော့အခုမရဘူးနောက်မှပြီးမှရမှာအဲ့လိုအားဖြင့်တတမဇောတိဒီဘဝမှာအကျိုးမပေးဘဲနဲ့ဒီဘဝသေပြီးနောက်ဘဝမှာသွားပြီးတော့ဘဝသစ်ခန္ဓာဆောက်ပေးရမယ်။အကယ်၍မဆောက်ပေးနိုင်ခဲ့ဘူးဆိုရင်သူလည်းအလကားဖြစ်သွားတယ်။အလဲကောင်ဘယ်နှလုံးကြံလဲ။ အဲ့ဒါကဖျားပါမထားဘူးဖျားပါထားရလားအဲ့ဒါကအရေးလို့နောက်ကလိုက်နေတာတစ္ဆက်ကမှာဘဝကတိ၄ဆောင်တက်မယ်ဘဝဘယ်လောက်တက်လဲ၄ဆောင်ဆံရအယောစားကအိမ်သစ်ဆောက်ပေးရမှာဘဝသစ်ခန္ဓာသစ်ဆောက်ပေးရမှာတစ္ဆက်ကမှာအကျိုးပေးကိုပေးရမှာကဘဝသစ်အသစ်အသစ်ဆောက်ပေးရမှာတစ္ဆက်ကမှာကတိ၄ဆောင်ကဲခမရတို့စိတ်ကလေးလောဘစိတ်ကလေးတစ္ဆက်ကံဖြစ်ရင်ပိဋ္တာခန္ဓာဘဝဘယ်လောက်ဆောက် ငထားဘူးမဆောက်ဆောက်ရအောင်ကိုဆောက်ရမှာကျင်းသည်ဆောက်ပြီးအောင်ကိုဆောက်ရမှာအဲ့ဒါကတစ္ဆက်ကမှာဂရေလေးတောင်းရှိတယ်အဲ့တော့ဘဝသည်ရဖို့အတွက်လောလောဆယ်ကံသည်ပြုလုပ်တဲ့ဒုက္ခဝေဒနာတဏ္ဍကပြီးစားခြင်းနဲ့အလုတ်ချက်ချင်းမလုပ်ဘူးလားလုတ်တဲ့စိတ်ကလေးဟာသူဒီအယောစဆင်ရံပါရမယ်ဘဝအတိတ်ဆောက်ပြီးမဲ့ဂရေလေးတောင်းသူမယူဘူးလားနောက်မှဆောက်ပြီးမလေလောလောဆယ်ဒီခန္ဓာကသူလုတ်တော့နောက်နေ့တို့ချင်းမှာတယ်ဆိုပြီးတော့ဆင်ရံဂရေလေးတောင်းမယူဘူးလား ယူပြီးနောက်အဲ့ဒီပိဋ္ဌာန်တခဏနဲ့တူတဲ့ဘဝနောက်မှဆောက်ပေးရမှာအခုဆောက်ပေးရမှာလားစီယံယူပြီးမဆောက်ပေးလို့ရပါမလားအကယ်၍ပုံညာပြီးသင်္ခါရဒါနသီလဆောက်တည်လိုက်မယ်ဆိုရင် တစ္ဆက်ကမှာဘဝဂရေ၄တောင်းလူချမ်းသာနတ်ချမ်းသာလူခန္ဓာနတ်ခန္ဓာအိမ်ကိုတနာမဆောက်ပေးရဘူးလားဘာနဲ့ဆောက်ပေးမှာလဲဒီဘက်ဘဝမရောက်ခင်ပေါ့ယောဂီတွေအမိပရိသန်တွေဝင်းနမမရောက်ခင်အဲ့ဒီကလလရည်ကြီးဆိုတာတနာနေမဲ့အိမ်ဟုတ်ပြီနော်ယောဂီတို့ကအိမ်မဆောက်ဘူးလား ကိုနေတဲ့အိမ်သူများနေသလားကိုနေတာလားကိုနေရင်လို့ကိုဆောက်တာကိုဆောက်တဲ့အိမ်မှာကိုနေတာအိမ်ကလူလားအိမ်ဆောက်တဲ့ပုဂ္ဂိုလ်လားအိမ်ဆောက်တဲ့ပုဂ္ဂိုလ်ရောအိမ်လားအခုလဲဒီလိုပဲအရာကိုခွဲမှာဒီခန္ဓာဟာပုဂ္ဂိုလ်တ attva မဟုတ်ကြောင်းတဏှာပြုတဲ့ကံနေထဲတဲ့ဝိပါကဝတ်တွေထဲမဲ့ ခန္ဓာဘီရိုကြီးတာဖြစ်ကြောင်းထိုခန္ဓာအိမ်ကြီးသည်ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘဲနဲ့တဏှာအဆောက်တဲ့အိမ်တဏှာနေမဲ့အကြောင်းဒီအိမ်ကိုဖန်တီးတာလဲငါမဟုတ်သူမဟုတ်တဏှာသာလင်ဖြစ်ကြောင်းကိုဦးစင်းကအကြောင်းကျိုးလျော်ညီစွာဥပမာနဲ့ပေးပြောနေတာသဘောပေါက်ရဲ့လားဟိုဘက်မရောက်ခင်ဒီဘက်မှာစူဆောင်းနေတာဒီဘက်ကတော့အမေနဲ့အဖေကတော့သေးကြတယ်အမေနဲ့အဖေတက်တဲ့ကောစိတ်စိတ်တွေထဲပေးလိုက်လို့လားမထည့်ဘူးအဲ့တော့အကြောင်းပါလေဆိုတဲ့နောက်တစ်ကြောင်းကိုရှာတာအဲ့ဒါသမုဒိယသစ္စာလို့ခေါ်တယ်ဟုတ်ပြီလားသမုဒိယ အမှန်ရှိတယ်အတိတ်ဘဝလည်းခန္ဓာရှိခဲ့တယ်အင်းကြီးရှိခဲ့တယ်အတိတ်ကလည်းစိတ်တွေရှိခဲ့တယ်အဲ့ဒီစိတ်ထဲမှာဘာပူးနေလဲတဏှာရှိတယ်ဟုတ်ပြီလားဒီအတိတ်ကခန္ဓာရင်ကိုလည်းတဏှာဆောက်တယ်အဲ့ဒီဆောက်တဲ့ခန္ဓာရင်ကိုအမိပြီးတော့ဘဝအတိတ်တွေကိုလည်းတဏှာသည်ခန္ဓာရှိမှနေလို့ရမှာဆိုတော့ခန္ဓာဒီတိုးတိုးလာဖို့အတွက်ကောင်းတာလုပ်ပြီးကောင်းတဲ့ခန္ဓာမကောင်းတာလုပ်ပြီးမကောင်းတဲ့ခန္ဓာတဏှာမဆောက်ပြရဘူးလားအဲ့တော့ခန္ဓာဆောက်တာသည်ရရှိတဲ့ခန္ဓာသည်ငါမဟုတ်သူမဟုတ်တဏှာမိပြီးတော့ ဝိပ္ပတိထဲမဲ့တဏှာနေတဲ့အင်ကြီးရဲ့အလုံးလို့ပုဂ္ဂိုလ်သတ္တဝါမဟုတ်ကြောင်းကိုအဲ့ဒါကိုဒိဋ္ဌိပြောင်းကြောင်းအခြေခံနေတာဝိစည်းကိစ္စဆိုတဲ့ဒုလောဒုလောတွေပါမရှိအောင်ငါမြန်ဖြစ်လေလားငါဤကိုမြန်ဖြစ်သလားဟာလားငါပိုင်သလားဆိုတာငါမပိုင်ကြောင်းဘာကြောင့်ဖြစ်လာတယ်ဆိုတဲ့အကြောင်းအကြောင်းတွေကဟောတော့အဲ့ဒီထဲမှာအခုပြစ္ဆုတ်ဘဝငါပါသလားအတိတ်ကအကြောင်းပါမလားဟုတ်လားယောဂီတို့ညဏ်ဉာဏ်စိတ်တွေအခုရှိသေးလား ဒါပြညဏ်ရစိတ်တည်နဏ်ရတွေချုပ်သွားတယ်ညဏ်ရချုပ်သွားတယ်နောက်ဘဝနောက်သိနောက်စိတ်တွေကိုနောက်စိတ်နောက်စိတ်တွေအခုအသေးအသေးဖြစ်လာလို့ထက်ခါစက်ခါတရားနာမနေဘူးလားအသေးအသေးဆက်ဆက်ဖြစ်နေအောင်ဘဝသစ်တွေဖြစ်ဖြစ်မလာဘူးလားငါသဘောနဲ့ငါဖြစ်နေရလားစဉ်းစားမယ်နော်ရှေ့ဆက်ပြီးဒိဋ္ဌိပြုတ်ကြောင်းဝစည်းကိစ္စသို့လို့သို့လို့ငါမြန်ဖြစ်နေဦးမလားငါခန္ဓာလားငါစိတ်လားငါခံစားရလားငါလူလားဟုတ်မြန်ဟုတ်လေမလားဆိုဝစည်းကိစ္စတွေပြုတ်ဖို့အတွက် ငါဘာမှမလုပ်ခဲ့ကြောင်းကိုအထောက်အထားအကူကနေလိုက်ရှင်းမနေဘူးလားဝစီကိစ္စတွေပြောအောင်လို့အဲ့ဒါယောဂီတို့နားလေသည်ဖြစ်စေနားမလဲသည်ဖြစ်စေဦးစင်းကဟောသွားတယ်ဒီလောက်ဟောတာအများကြီးဘယ်မှတ်နိုင်မလဲဟုတ်ပြီလားဒါပြင်ယောဂီတို့မှာပြစ္ဆုတ်ပံတည်ငါလေးမှာဟုတ်တယ်လို့သိမသွားဘူးလားအဲ့ဒါလေးလိုချင်တာဟုတ်တယ်ဆိုတာတန်သင်းရရှင်းပြီးတော့အမှန်ကိုမြင်သွားတဲ့တမာတိတိကုသိုလ်ညာလေးမဟုတ်ဘူးလားအဲ့ဒါတွေကနောင်ပွင့်မဲ့ရဟနာဖြစ်မဲ့အချိန်မှာဒိုင်းဆိုဝုံးဆိုအဲ့ဒါညာနေပေါ်လာလိမ့်မယ်ဟုတ်ပြီလား အဘိညာ၆ပါးသလဝိညာယဟန္တာကြီးဖြစ်တယ်ဆိုတာအဲ့ဒီဘဝမရောက်ပြီရှေ့ဘဝကအခုလိုတန်တရားဥစည်းကိစ္စတွေရှင်းစေတဲ့သဘောထဲမှာရှင်းကနေလင်းကနေဟုတ်တယ်ဟုတ်တယ်လို့ယုံကြည်တဲ့တရားနဲ့သိတဲ့ဉာဏ်အလင်းလေးလေးရရမထားဘူးလားအဲ့ဒီကမ္မတတိအဟုံကဖရားလဲဟောကောတခါတဲ့ဒေသနာလဲအဆုံးကောယဟန္တာလဲပြောဆိုတာအဲ့ဒီကံကြီးဟုတ်ပြီလားခမရတို့အခုတွင်မဟုတ်ဘူးနောင်ကြွမဲ့အချိန်ကြီးအောင်ရိတ်ခါပို့ထားတာဟုတ်ပြီလား